အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပြလိုက်ရပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ခင်ဗျားတို့ကိုဒီနေ့မှာနည်းနည်းလေး education sharing လုပ်ကြတယ်ဘော knowledge sharing ဘောနော်အဲ့တော့ဒါကျွန်တော် knowledge sharing မှာဒါကျွန်တော်ခါတိုင်းပြောမယ်ပြောမယ်နေမပြောဖြစ်သေးတာဒီလမ်းကိုမရောက်သေးတာဘောနော်အဲ့တော့ ဒါကစားသမားတွေရဲ့လစာနဲ့ပတ်သက်ပြီးတော့ဘလို့လွတ်လွတ်လေဘာဒီလွတ်လွတ်လေဘလို့သွားလဲဆိုတဲ့ဥစားလေးခင်ဗျာနည်းနည်းလေးရှင်းပြခြင်းနဲ့ဒါဒီနဲ့ပတ်သက်ခင်ဗျာနားလေးအဲ့ပေါ့နည်းနည်းလေးလေစိတ်ဝင်စားမယ်လို့မြူတည်တယ်အဲ့တော့လက်ရှိမှာဒါ international break လေမကြခင်မှာပြီးဆုံးတော့မယ်အတွက်ကြောင့်မူတာဒါနဲ့ပတ်သက်ခင်ဗျာနည်းနည်းလေးပြောပြခြင်းနဲ့ပေါ့နော်အဲ့တော့ဒါပထမဦးဆုံးအနေနဲ့ကျွန်တော်ဒါပြောပြခြင်းတာကဒါကျွန်တော်ဘုံသမားတွေ ဘုံသမားတွေလာစားဘယ်လိုရလဲကျွန်တော်တို့ဒါခုနကပြောတဲ့တပတ်တပတ်နဲ့ရှင်းတာလားဒါမှမဟုတ်တလားတလားရှင်းတာလားဒါဘယ်လိုရှင်းတာအဲ့တော့ဒါနဲ့ပတ်သက်ပြီးဒါအမှန်တမ်းပြောမှဆိုရင် Ben Foster ကသူ့ရဲ့ဒါကျွန်တော်တို့ cycling ဒါကျွန်တော်တို့ podcast ပေါ့နော်ကျွန်တော်တို့ဒါ cycling podcast ဆိုတဲ့ဥပမာရှိတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါ Ben Foster ကိုလည်းကျွန်တော်တို့သိကျင်တဲ့ပရိသတ်တွေကမိသားကိတာတွေ့ရမယ်ဒီကနေ့ပတ်သက်ပြီးဒါကျွန်တော်သိတဲ့လောက်ကတချို့ကစားသမားတွေက NDA ပေါ့နော်ဒါ non disclosure agreement ဒါအပြင်ကိုပြောလို့မရတဲ့စာချုပ်ချုပ်ထားကြောင်းကစားသမားတော်တော်များသူတို့လာစားနဲ့ပတ်သက်ပြီးတော့အပြင်ကိုပြောပိုင်ခွင့်မရှိဘူးဘာလို့ဆိုအခွန်ကိစ္စကြောင့် လူတွေမသိမှဆိုတဲ့ကြောင့်မို့အခွန်ကိစ္စကြောင့်အဲလက်ရှိမှာဘာလို့အဲ့လိုဖြစ်လဲဆိုတော့တခါကြရင်တချို့အသင်းတွေနည်းနည်းကစားတာရှိတယ်ဒါတွေလည်းနည်းနည်းရှင်းပြပါတော့ကစားသမားတယောက်လာစားဘယ်လိုရလဲခုနကပြောဆိုကျွန်တော်တို့ဒါတစ်လတစ်ခါရတာလားတစ်ပတ်တစ်ခါရတာလားအဲ့တော့ ကျွန်တော်တို့တပတ်တစ်ခါရတာမဟုတ်ပါဘူးတစ်လတစ်ခါရတာဖြစ်ပါတယ်သူတို့ကလနဲ့ရှင်းတာပါသူတို့မှဆိုရင်ဒါကျွန်တော်တို့လတဲ့ရှင်းတဲ့ဥစားကိုသွားတဲ့ဥစားရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာတချို့ကျွန်တော်မေးဘူးတာရှိပါတစ်ခါကတစ်ခါကျွန်တော်လာလုံးကတနည်းလာကလုံမှုတာကျွန်တော်ခက်ဆက်ဆက်ဗီဒီယိုတင်တဲ့ချိန်မှာကျွန်တော်မေးဘူးကိုဒီသူတို့နေမကောင်းရင်သူတို့ဒဏ်ရာရရင်လာစားပေးရလာစားပေးရပါကျွန်တော်တို့လူတိုင်းသူတို့မှဒါကျွန်တော်တို့ pay leave မဟုတ်ပါဘူးဒါဆိုကျွန်တော်တို့ unpaid leave မရှိပါဘူးသူတို့မှ pay leave တွေပဲမြင်ရပါဘာကြောင့်လဲ အကဲကစားသမားကဒါကျွန်တော်တို့ဘောလုံးကန်နီနဲ့တခုခုဒါဒဏ်ရာသွားရင်ဒါကျွန်တော်တို့ဘောလုံးကန်နီရင်ရတယ်ဒါကျွန်တော်တို့ ins on site injury လို့ခေါ်တာဗောနော်ဒါ on site injury မှာဒဏ်ရာရသွားရင်တော့ဒါကျွန်တော်တို့ဘောလုံးကန်နီရဲ့အသင်းအတွက်ဘောလုံးကန်နီနဲ့ရသွားတဲ့ဒဏ်ရာဖြစ်တဲ့အကြောင်းကိုအသင်းဘက်ကတာဝန်ယူရတာဖြစ်ပါအသင်းမြင်မှမရခဲ့ရင်ရော အဲ့ဒါကနည်းနည်းရှုပ်ပါတယ်။ဥမာဒါကျွန်တော်မှတ်မဲ့ရတာကျွန်တော်အန်တိုနီယိုတယောက်ဒါကျွန်တော်တို့ကားအက်ဆီဒန့်ဖြစ်တယ်မှတ်မိလားမသိဘူးကျွန်တော်ဒါဝက်ဆိုင်းတိုက်ရစမှုအဲ့လိုဖြစ်တဲ့ချိန်မှာအသင်းဘက်ကဘယ်လိုအသင်းဘက်ကတော့ဒီနေရာမှာကစားသမားကိုကြည့်ပြီးပေးတာအဲ့တော့အဓိကတော့ခုနကပြော offside injury မှာလည်းအသင်းဘက်ကအဓိကကစားသမားကိုပတ်စံပေးတာများပါတယ်။ ဘလိုမျိုး scenario ရှိပါတယ်အဲ့တော့ဒါပေမဲ့ဘလိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ကျွန်တော်တို့တာမလီကိုဖြားနိုင်ဒါကျွန်တော်တို့ရုံးမစင်းနိုင်တာဘာညာဆိုရင်တော့ကျွန်တော်တို့လာစားမရဘူးဟုတ်တာဖြားနိုင်တဲ့ sick leave ကကျွန်တော်အတိုင်းအတာတစ်ခုရှိမယ်ဒါပေမဲ့တကယ်တမ်းကတော့ဘယ်လိုပဲကျွန်တော်တို့က MPD ဖြစ်ပြီးတို့က pay leave ကြီးများပါတယ်ဟိုဒီဒီကျွန်တော်စားသမားအနေနဲ့ဒါကျွန်တော်အခုလက်ရှိမှာ ပရိစင်ပေါ့နော်ဒါကျွန်တော်တို့ ACL တို့ဒါကျွန်တော် MCL တို့ဖြစ်ပြီးဆိုရင်အသင်းဘက်ကအပြည့်ဝလာစားပေးထားပါတယ်အဲ့လိုပုံစံမျိုးသွားရတယ်အဲ့တော့ခုနကလာစားပေးတဲ့ချိန်မှာဟိုတစ်ပတ်တစ်ပတ်ပေးတာမျိုးတလတလပုံစံမျိုးပေးတာဖြစ်ပါတယ်သူတို့အနေနဲ့လက်ရှိမှာဒါကျွန်တော်ကစားသမားတွေလာနဲ့ချီပြီးပုံစံမျိုးသွားပေးရတာဖြစ်တယ်ဥပမာကျွန်တော်ဒါတစ်ပတ်မှာဟိုဒီလမှာဒါကျွန်တော်ဘယ်နှပတ်နဲ့ရက်နဲ့ပြန်စားလိုက်တယ်ပေါ့နော်ဥပမာလက်ရှိမှာတစ်ပတ်မှာတသိန်းသေးဝဲတရားတဲ့ကောင်ဥပမာလက်ရှိမှာခုနှစ်နဲ့ပြန်စားပြီးတလဟိုဒါကျိတ်တရက်ကို2000 2000 2000 3000လုံးနဲ့ရှိတယ်အဲ့ဒါဥပမာသူကတလနဲ့ပြန်ပြီးတော့ရက်30သုံးဖို့ရက်31ရက်နဲ့ပြန်ပြီးတော့မြောက်ချလိုက်ပြီးအဲ့လိုပုံစံမျိုးသွားရရှိပြီ ပြီးတော့ဒီနေရာမှာဒါနှုတ်တာရှိတယ်ပေါင်းတာရှိတယ် bonus တွေအဲ့တော့လောက်တာရှိတယ်ဒါကျွန်တော်တို့ခုနကကစားသမားတွေနဲ့ training နောက်ကြလို့ဒါတခုခုလုပ်လို့ပြည့်မဲ့လို့ဒါအန်ဒီကရလို့အဲ့လိုမျိုးကြီးအောင်နှုတ်တာတွေရှိတယ်အမျိုးမျိုးရှိတယ်အဲ့တော့တလားတလားကိုသူတို့ရဲ့ account တွေဖုန်းကနေဝင်လာတယ်အဲ့လိုပုံစံမျိုးဒါပေမဲ့ကစားသမားတော်တော်များများကလက်ရှိမှာနိုင်ငံတကာမှာအခွန်ဆောင်ရပါတယ်တော်တော်များတဲ့ခွန်ဆောင်အဲ့ဒါဥရောပမှာကအခွန်နဲ့ပတ်သက်ပြီးကြောက်စရာပါအခုလက်ရှိမှာကျွန်တော်အခွန်နဲ့ပတ်သက်ပြီးလေးလာထားသလားဒါကျွန်တော်ဥရောပအလီတော်တော်များများက45ရာခိုင်နှုန်းအနည်းဆုံးဆောင်ရပါတယ် အနည်းဆုံး45ရာခိုင်နှုန်းဆောင်ပါအဲ့တော့ဒါကျွန်တော်တို့လက်ရှိကစားသမားတွေခင်ဗျားတို့မြင်နေတဲ့ဒဘက်လုခလာစာသသိန်းွယ်ဒဘက်လာစာလာစာနှစ်သိန်းဒါလက်ရှိမှာကျွန်တော်တို့ဒါပရီးမီးယားလိမှာလုခလာစာအများဆုံးဆိုတဲ့ကျွန်တော်မူဆာလာကိုဒဘက်လုခလာစာ၄သိန်းရတာဖြစ်တယ်ဒါပေမဲ့လက်ရှိမှာအင်္ဂလန်မှာကစားတဲ့ကစားသမားတွေအင်္ဂလန်ရဲ့အခွန်ကိုဆောင်ရတာဖြစ်တယ်အခုနောက်အင်္ဂလန်ရဲ့အခွန်ကဘယ်လောက်ရှိလဲဒါကျွန်တော်တို့ total highest income tax က45ရာခိုင်နှုန်းရှိပါတယ်တို့အနေနဲ့တို့မှာ bracket တွေတော့အမျိုးမျိုးရှိတယ်ဥပမာဒါကျွန်တော်တစ်နှစ်မှာဒါကျွန်တော်ဖတ်ကျွန်တော်ကျွန်တော်ဖတ်ပြီးတော့ကျွန်တော်ရဲ့အသိပြောခွင့်တစ်နှစ်ကိုဒါကျွန်တော်တို့ ပေါင်9000 9000အထက်ရတဲ့လူက45ရာခိုင်နှုန်းစောင့်ကိုဆောင်ရတယ်လို့ပြောပါတယ်အဲ့တော့လက်ရှိမှာခမရကတစ်နှစ်ကိုတက်ကျွန်တော်တို့ပေါင်9000ရရင်ခမရပေါင်9000ရ45ရာပြောချင်တာဒါ90ရာခိုင်နှုန်းတော့ပဲအတွက်ခမရပေါင်9000ရရင်တော့မပေါင်4000ပဲပဲခမရရမှာဖြစ်ပါတယ်ဒါအခွန်ဆောင်ရတာဖြစ်ပါတယ်အဲ့တော့တခါကြရင်ပေါ့နော်ဒီလိုအင်္ဂလန်တို့ဘာလို့အခွန်ဆောင်တာပိုင်းအတွေ့ကျွန်တော်တော်တော်လေးဟိုဒါအုံးနေတဲ့အခွန်ပါဒါပေမဲ့ခမရရရတာပေါ့နော်ဒါအင်္ဂလန်တို့ဘာလို့သွားမီဆိုရင် တတိတာရာအခွန်များများပေးထားတဲ့နိုင်ငံမှန်တည်တာဥပမာခင်ဗျာဘဲတော်ရွာဇန်နပုတ်ပဲဆိုတော့ public transport ရှိရှိရှိတယ်ခင်ဗျာဒါကျွန်တော်တို့မြို့အသေးဆုံးမြို့သွားအဲ့ဒီမြို့မှာခင်ဗျာဒါကျွန်တော်တို့ဟို public transport တွေကျွန်တော်တို့ပါစကားတို့ရထားတို့အများနဲ့ရှိတယ်နေရာတိုင်းမှာခုနကပြောသလိုအစိုးရကလုတ်ပေးထားတဲ့ service အကုန်ရှိအဲ့တော့ပြောချင်တာဗျပေးရတန်တယ်ဗောဗျအခွန်ကတော့ဒါပေမဲ့ကိုပေးရတာမဟုတ်တော့ကျွန်တော်အာချောင်းကြီးတာဗောအဲ့တော့ ခုနပြောသူပဲလက်ရှိမှာဒါမူဆာလာဆိုရင်တပတ်လောက်က၄သိန်းရတယ်ပဲဒါတကယ်တမ်းဒါအခွန်ပါညာနှုတ်ရင်၂သိန်းလောက်ပဲကျန်တော့တယ်ဒါပေမဲ့ကစားသမားတွေကဒီလိုနေရမှာအခွန်ရှောင်ဖို့တွေလုပ်ကြတယ်အဲ့တော့ခုနပြောသူကစားသမားတစ်ယောက်နဲ့တစ်ယောက်ကကျွန်တော်ဟိုတစ်ခေါက်ကပြောဘူးတယ်ကစားသမားတစ်ယောက်အနေနဲ့ဒါကျွန်တော်တို့ဘောလုံးအသိအောက်မှာမဝင်တော့သူတို့ဘယ်လိုသွားလဲဆိုတော့ကစားသမားတစ်ယောက်ကိုဘောလုံးအသိကခေါ်ပြီးဆိုရင်ကုမ္ပဏီတစ်ခုကိုဘောလုံးအသိကငှားလိုက်တယ်လို့တုံးရတာဖြစ်တယ်အဲ့တော့ကစားသမားတယောက်မှလက်ရှိမှာခုနပြောသူမိုဆာလာကလက်ရှိမှာတပတ်၄သိန်းကနေပြီး၂သိန်းမပေးချင်သူပါလို့လဲ အဲ့တော့တပတ်၄သိန်းမှာဒါကျွန်တော်မိုဆာလာနဲ့သူ့အနေနဲ့မိုဆာလာဆိုတဲ့ကုမ္ပဏီတခုတူထောင်လိုက်တယ်။သူကမိုဆာလာဆိုတဲ့ကစားသမားတယောက်ကျွန်တော်တို့ကတာမန်ကျွန်တော်တို့ဒါဟိုဝန်ထမ်းနဲ့ဒါကျွန်တော်တို့ဗာလေဝန်ထမ်းနဲ့ဗာလေကျွန်တော်တို့ပိုက်ရှင်ပုံစံမျိုးလို့တော်မယ်နဲ့အဲ့ကျွန်တော်တို့ဒါဘောလုံးကုမ္ပဏီကနေပြီးတော့နောက်ထပ်ကုမ္ပဏီတခုကိုသူတို့အတင်းအကျပ်ကစားပေးမှုအတွက်ဒါကျွန်တော် ငှားလိုက်တယ်အဲ့တော့မူဆာလာဆိုတဲ့ကုမ္ပဏီတကူသူတို့ကငှားချလိုက်တယ်မူဆာလာကုမ္ပဏီကိုငှားလိုက်ချင်းမှာမူဆာလာက45အဲ့တော့45ရာခိုင်နှုန်းကတော့ပေးရတာဖြစ်တယ်ဒါပေမဲ့ကုမ္ပဏီတကူဖြစ်သွားတဲ့ကြောင့်ခုနကဝင်ငွေထွက်ငွေဆိုတဲ့ကစားလို့ရသွားပြီဒါခုနကကစားသမားဆိုရင်ခုနကပြောလို့ကျွန်တော်ဒါ၄သိန်းရနဲ့အကောင့်ထဲက၄သိန်းရတခါလေးဒါနှုတ်သွားတာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာကစားသမားတယောက်နဲ့ကုမ္ပဏီဖြစ်သွားပြီဆိုကစားသမားမှာ expense ဆိုတာရှိတယ်သိလားကျွန်တော်ပြောတာဒါကျွန်တော်ဒီကစားသမားဖြစ်ဖို့အတွက်ကစားသမားမှာလက်ရှိမှာဒါသူ့ရဲ့ ငွေကိုအဲခုနကလေးသိန်းနဲ့ငွေကိုသုံးပြီးတော့ဒါကျွန်တော်တို့ဘယ်နိုင်ငံကိုသွားပြီးတော့ဒါကျွန်တော်တို့ကဟိုကစားသမားတယောက်ပူကောင်းအောင်လုပ်ထားတယ်အဲ့လိုမျိုး expense တွေကို ပေါင်းလိုက်တယ်ဆိုရင်သူရဲ့အခွန်နည်းသွားတယ်တော့ပါတယ်ကျွန်တော်ပြောတာအဲ့တော့ပြောချင်တာခုနကပြောခုနကကစားသမားတယောက်အနေနဲ့ဘောလုံးအသေးအောက်ထဲဝင်တော့မယ်နဲ့ကစားသမားကိုကုမ္ပဏီအနေနဲ့ဘောလုံးအသေးအောက်ထဲဝင်လိုက်ရင်သူရဲ့ expense တွေကိုပါပေါင်းလို့ရတယ်သူရဲ့သုံးငွေကိုသူရဲ့ကုမ္ပဏီရဲ့ထဲလဲဥပမာလက်ရှိမှာဒါမူဆာလာကမိသားစုနဲ့ဒေတာပေါ်စားတယ် အဲ့တော့ဘာဖြစ်လဲဆိုတော့ဒါကစားသမားရဲ့ well being အတွက်ဒါကျွန်တော်တို့မိသားစုနဲ့ spending လုပ်ပါ expense တွေကောက်ထည့်တွေ့ရတယ်။ expense များလीလေဥပမာဒါကျွန်တော်တို့တကယ်တမ်းမိသားစုနဲ့သွားတာဒေါ်လာ900ပေါင်900ကျရတာ။ မိုစာအနေနဲ့ဒီနေရာပေါင်1500သူမပေါင်2000တဲ့တဲ့မယ်အဲ့လို expense များလေလေအခွန်ဆောင်ရတာနည်းလေလေအဲ့တော့ဒါကြောင့်မို့ဘောလုံးသမား100မှာ99ယောက်ကအမြဲတမ်းကုမ္ပဏီနဲ့သွားကျွန်တော်ဘက်မှာကျွန်တော်မမြင်ဘူးတဲ့ဘောလုံးသမားမှာကုမ္ပဏီမရှိဘူးဆိုတာမရှိဘူးဒါကျွန်တော်ကြိုက်တဲ့ကစားသမားအတိုင်းမှာလည်းကုမ္ပဏီဆိုဟောင်းမင်းဆိုဆိုဟောင်းမင်းကုမ္ပဏီရှိတယ်ကာရက်ဘီဆိုကာရက်ဘီကုမ္ပဏီရှိတယ်လူကာမိုဒရစ်မှာလည်းမိုဒရစ်ကုမ္ပဏီရှိတယ်လီယိုနယ်မက်ဆီမှာမက်ဆီ7 quark ဆိုပြီးကုမ္ပဏီရှိတယ်ရော်နောက်ဒိုမှာရော်နောက်ဒိုအာဥစားမက်ဆီ7မို့မက်ဆီ10 quark ဆိုပြီးတဲ့ကုမ္ပဏီရှိတယ်ခရစ်စတီယာနိုရော်နောက်ဒိုမှာ CR7 ဆိုပြီးကုမ္ပဏီရှိတယ်အဲ့တော့ခုနက လို့ကစားသမားတော်တော်များများကသူတို့ရဲ့လစာရဲ့အပြည့်အဝကိုရကျင်နေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အခုမဆောင်နေတဲ့အတွက်ကြောင့်သူတို့ကကုမ္ပဏီလုပ်လို့ရှိတယ်။အဲကုမ္ပဏီလုပ်ပြီးဆိုသူတို့ရဲ့ expense တွေကိုပြောချင်တာဒါကျွန်တော်မြင့်တင်လိုက်တဲ့အာငါတို့ကငွေတွေရမ်းသုံးထားတဲ့အတွက်ကြောင့်မို့ငါတို့ဒီနှစ်မှာတော့အသက်တင်ရငွေကနေတယ်။အဲ့တော့အခွန်ကအသက်တင်ရငွေကနေပြီးတော့အခွန်ပေးဆောင်ရတာဖြစ်တဲ့ကြောင့်မို့သူတို့အနေနဲ့ net ပေါ့နော် net profit ကနေပြီးတော့သူတို့အနေနဲ့အခွန်ပေးဆောင်ရတဲ့အသက်တင်ရငွေကိုနေအောင်လုပ်လိုက်ရင် အခွန်နေသွားတယ်။အဲ့လိုပုံစံမျိုးလုပ်တာဖြစ်ပါတယ်။အဲ့တော့ပြောချင်တာလက်ရှိမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးကစားသမားရဲ့ဆောက်ပြဿနာတက်တာလေးတွေ့လိမ့်မယ်။ဒါကျွန်တော်ခရစ်စတီယာရိုနယ်ဒူးတို့ဒါလီယိုနယ်မက်ဆီတို့ကိုယ်တိုင်ကြုံခဲ့တဲ့အခွန်ရှောင်ခြင်းပြဿနာတွေလိုပဲ။အဲ့ပြောချင်တာတကယ်တမ်းဒါကျွန်တော်စပိန်တို့ဘာတို့ကနေပြီးတော့ဟာဒီကောင်တွေအခွန်ဒီကောင်တွေရိုနယ်ဒူးတို့မက်ဆီတို့အကောင်ကြီးတွေကြီးပြီးခွန်ဆောင်နေလာလားဝင်စစ်တဲ့အချိန်မှာတကယ်တမ်းဝင်စစ်တဲ့အချိန်မှာဒါခရစ်စတီယာရိုနယ်ဒူးမှလက်ရှိမှာဒါသူဒီ private jet ကိုသုံးပြီးဒါဘာဟာမားကိုသွားပြီးသူ့ရဲ့ဒါကျွန်တော်တကူတော်ချမ်းမာကြီးတို့သွားလုပ်တယ်ထား။တကယ်အဲ့ခီးစေးကဒါတွတ်မယ်ဆိုရင်ဒါဒေါ်လာတသိန်းပဲရှိတယ်။ဒါပေမဲ့ဒါရိုနယ်ဒူးတို့ဘာလို့တင်ထားရိုနယ်ဒူးတသိန်းက ွဲနှစ်သိမ့်တင်ထားတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာတွေ့ဟာသသိမ့်ထားသသိမ့်အဲ့လိုမျိုးဒါအခွန်ရှောင်နေဆိုပြီးဖြစ်သွားရကြ။အဲ့ရနမက်ဆီဆိုရင်မက်ဆီအဖေနဲ့ဟော်ကင်းမက်ဆီနဲ့သူနဲ့ဒါကျွန်တော်ပြဿနာတက်ကြတယ်ထင်တယ်။အဲ့ဒီတိုင်းပဲသူသားတို့သူကခုနကပေါ့ express ဆွတ်ဆက်ပြီးတင်ထားတဲ့ချိန်မှာဒါကျွန်တော်စပိန်အခွန်ရုံးကကြည့်လိုက်တဲ့ချိန်မှာဒီကိစ္စကြီးဖြစ်သွားတာတွေ့ရမယ်။အဲ့တော့ဒါကဒီမာတွေမျိုးအကုန်လုံးဒီလိုပုံစံမျိုးတွေ့ရတယ်။အဲ့တော့တချို့ကစားသမားတွေဆိုတာကျွန်တော် company နေနဲ့မလုပ်ပဲဒါမမဲရအဲ့လို company နေနဲ့မလုပ်တဲ့ကစားသမားတွေရှိတယ်။ဥပမာဒါကျွန်တော်ဘလူးတဲ့ Angolo Candy လို့ကစားသမားမျိုး။ Candy နေနဲ့အခုလက်ရှိမှာဒါ British အစိုးရကိုအပြည့်အဝ45ရာခိုင်နှုန်းအခွန်ဆောင်တယ်။ ဒါ Chelsea ရော Leicester City ကိုသူနဲ့ Leicester City မှာဆက်ရိုးသေးရတဲ့ချိန် Chelsea ကိုပြောင်းတဲ့အချိန်လုံးဝ100%ဒါ Candy နဲ့ company မျိုးပဲနဲ့100%သူခွန်ဆောင်တယ်မမေရအဲ့ဒီဒါလွန်ခဲ့အဲ့ကျွန်တော်တို့ဒါ Chelsea မှာရှိခဲ့တဲ့နှစ်တွေမှာဘလောက်ထိ Candy ကအခွန်ဆောင်လဲဆိုတော့သူရဲ့အခွန်ဆောင်မှုကတချို့သောအင်္ဂလန်မှာအကြီးဆုံးသောကုမ္ပဏီထက်တောင်ပိုပြီးအခွန်ဆောင်တယ်ဆိုပြီးတော့ British အစိုးရကိုယ်တိုင်ကကန်ဒေးကိုအတိမတ်ပြုရတဲ့ကန်ဒေးကအခွန်ဆောင်ခဲ့တာဖြစ်တယ်။အဲ့လောက်ထိကန်ဒေးတို့ကဒီမြန်မာပေါ့။ဒါပေမဲ့ ဒီနေရာမှာနည်းနည်းလေးနောက်ထပ်တစ်ခုလောက်အောင်မှာ sorry ကိုဘာလို့ပြောင်းကြလဲဆိုတဲ့အဖြေကလည်းဒါပဲ sorry မှာ concern ရမလို့ဥပမာ renaldo အနေနဲ့ခုလက်ရှိမှာတစ်နှစ်ကိုတစ်လောက်2.5 million ရတယ်ဘောလုံးကစားတာနေပေါ့2.5 million အပြည့်ရဘယ်သူမှခမားစရာမလို့ so ဥပမာကတော့နိုင်ငံကောင်းစားဖို့အတွက် sorry အနေနဲ့ လူတွေဆရာပတ်စံလို့သူတို့မှာစီးပွားရေးရှိတယ်ဆိုတော့ဒီဒီသူကသူ originally အစိုးရကိုယ်တိုင်ကချမ်းသာတဲ့အစိုးရဖြစ်တယ်ခုနကပတ်စံလူတွေအစိုးရနဲ့ချမ်းသာတဲ့အစိုးရกว่าတယ်ဒါတွေခုနကပတ်နိုင်ငံရေးပြောတာမဟုတ်နော်ဆိုတော့ sorry ကိုယ်တိုင်ကခုနကပတ်သူတို့ရဲ့နိုင်ငံရေးအစိုးရအောက်အောက်ထဲမှာ သက်ဆိုင်အရေးရတဲ့ကွန်ပျူတာကြီးရေနံနေရှိတယ်ကြောက်နေရှိတယ်စိန်နေရှိတယ်တချို့မသိတာပြပြမနော်ကျွန်တော်ဒါခုနကကျွန်တော်ဒါဟိုတလောကမှာကမ္ဘာဖလားတော့သိတာဆော်ဒီကလက်ရှိမှာဒါကျွန်တော်တို့ဆော်ဒီဆော်ဘွားကြီးတော်များရေနံဘက်သိမလဲတော့စိန်နေဘက်လှည့်သွားပြီစိန်နေအရန်လုတ်တယ်အဲ့တော့ပြောကြတာခုနကပုံကဲဆော်ဒီကဒါကျွန်တော်အစိုးရကိုယ်တိုင်ကအရန်ချမ်းသာတယ်အဲ့တော့ခုနကပုံကဲသူတို့နေပြည်သူခုံကိုသူတို့မလို့သူတို့ကသူတို့ပတ်စံရှာလို့ရတယ်ပြည်သူဘောမလို့အဲ့တော့ပြည်သူဘွားတယ်ပြီအဲ့တော့ဒါကြောင့်မို့ဒါဆော်ဒီကိုကစားသမားတွေတွားကစားဦးမလက်ရှိမှာရူဘန်နီဒါကျွန်တော်တို့ဒီကောင်ဝူးမှာတပိတ်သက်တောင်းရတယ် ။ဘာညာထုတ်လိုက်မလဲ။9000လောက်ပဲကျန်မယ်။အခုလက်ရှိ sorry မှာဒီကောင်3800လောက်ရမယ်။3800ပြီးရတယ်။အဲ့တော့ sorry မှာခင်ဗျာ3နှစ်လောက်သွားဆောလာခင်ဗျာနောက်လက်ကြည့်စရာမလိုတော့အခြေအနေတခုခင်ဗျာရောက်သွားနိုင်တယ်ပါပါတယ်။အဲ့လိုကြောင့်မို့တာကျွန်တော်လက်ရှိမှာကစားသမားအင်းနဲ့အခွန်နဲ့ပတ်သက်ပြီးတော့အဓိကကြောင့် sorry ကိုသွားကြတဲ့လူတွေအများကြီးအများကြီးရှိကြပါတယ်။အဲ့ဒါလေးခင်ဗျာနားလေ။အဲ့တော့ကစားသမားလာစားနဲ့ပတ်သက်ပြီးအခွန်နဲ့ပတ်သက်ပြီးခင်ဗျာတို့နည်းနည်းလေးနားလည်အောင်ပြပြထားတာဖြစ်တဲ့အခုလက်ရှိမှာတချို့ကြတော့ ဆိုးရောက်ပိုင်နေလို့ဆိုရင်နည်းနည်းကစားပေးတာရှိတယ်။ဥမာဒါမှတ်မဲ့ရက်ကင်လီယန်အမ်ပါပေတက်ဆူဆိုတာလက်ရှိမှာစပိန်မှာရှိတယ်။အမ်ပါပေဒါပြင်သစ်ကနေပြီးတော့စပိန်ကိုပြောင်းကန်နေမှာပီရက်ကဒါကျွန်တော်တို့စပိန်အစိုးရနဲ့တွားပြီးတော့အမ်ပါပေရဲ့လစာကအင်မတန်မှများမှာဖြစ်တယ်။ကျွန်တော်တို့အနေနဲ့အစိုးရဘာတက်ဆွေဘာညာလုတ်ပေးပါအောင်ဘာညာနဲ့ဒါဆိုးရောက်တနာခံစာတင်လိုက်တယ်။အဲ့ချိန်မှာဒါအမ်ပါပေတက်ဆူဆိုပြီးအမ်ပါပေအနေနဲ့ခုလက်ရှိမှာသူများတက်နည်းနည်းလေးအများကြီးတော့မဟုတ်နည်းနည်းလေးပူနေတဲ့အခွန်ကိုဆောင်ရတာဖြစ်တယ်။ အဲ့လိုမျိုးကြီးလည်းရှိတဲ့အနေထားမှာရှိပါတယ်အဲ့ဒါလည်းနားလည်အောင်လုပ်လို့ရပါတယ်လာဖတ်ကြည့်တော့မှာပေါ့နောက်ဆုံးက AI တွေမေ့နေအောင်အဖြေတွေ့ပါလောက်ပါပဲအဲ့တော့ကျွန်တော်ခဏတော့ကျွန်တော်ခင်ဗျားကိုနားလည်အောင်နားလည်လောက်တင်ပေးထားပြပါတယ်လောက်ပါပဲပေါ်လုံးမတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ Youth Sport Media 3.0တဲ့ TV4 ဒီမှာချင်းလူစံပေါအောင်ကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြူဒီမှာလေကောင်းမွန်တော့နေ့တစ်နေ့ဖြစ်ပါစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာ AACC တွေ့ကြတာပေါ့ကြောက်တော့ကြည့်ပါဦးဒီပါဗျာ